။ဆိုပြေသင်းရဲ့စေးဆက်ပွဲမှာအခုလိုအကြောင်းအရာကြောင့်လူပြောများဆုံးဖြစ်သွားရတဲ့ဆိုမြတ်သူစာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဆိုမြတ်သူစာကစိုးညီမာရီရဲ့မှာဆိုရင်အမှုပညာလောကကိုအရင်ဆုံးရောက်ခဲ့သူပါ။သူအရင်အောင်မြင်ကညီမရီကိုလက်တွဲခေါ်ခဲ့တဲ့အတွက်နောက်တလေရီအစဉ်ပြေးသွားရတာဖြစ်ပါရဲ့။ဒါကြောင့်မို့ညီမငယ်ဆုံးဖြစ်တဲ့ဆိုပြေသင်းတယောက်ဆေးဆက်တောင်းရတဲ့ပွဲမှာလဲဆိုမြတ်သူစားကတက်ရောက်ပေးခဲ့ပါရယ် ။စုံမြတ်သူစားကအမကြီးတယောက်အနေနဲ့စိစက်ပွဲမှာစကားရည်းနဲ့အများကြီးပြောခဲ့တာပါ။စိစက်တောင်းရံပွဲမှာဆိုဗီယက်သစင်းနဲ့ဟေဝင်ရန်တို့ကအဓိကဇက်ဆောင်နေဆိုပေမယ့်လူအများကြီးမှာစုံမြတ်သူစားကလူပြောများနေခဲ့တာပါ။စုံမြတ်သူစားကသူတို့သမီးလောင်းလေးဖြစ်တဲ့ဆိုဗီယက်သစင်းထပ်တောင်းချက်တည်းရှိနေတယ်လို့အချီးကျူးခံနေရတာပါ။ဆိုမြတ်သူစားကစိစက်ပွဲကိုအယုရှင်ဆုံးနဲ့အလုံးချုံဆုံးဝစ်စင်ကပွဲတက်ခဲတာပါအမြဲတမ်းလိုလိုဘာမှမပေါ်အောင်ဝစ်စင်ခဲ့တဲ့ဆိုမြတ်သူစားက ဒီပွဲမှာလည်းပါတခုမှမပေါ်နေခဲ့ပြန်ပါဘူး။သူမတန်နေကြပုံစံတွေရဲ့ကတခုဖြစ်တဲ့လဲပင်အင်းစီပုံစံနဲ့ပွင့်တက်ခဲ့တာပါ။ဇာကွက်ကိုအဖြူနဲ့အမေယောက အရှင်ဆုံးအမျိုးသမီးအဖြစ်တက်ရောက်ခဲ့ပါတယ်။ပွဲမှာစုမြတ်သူစားနဲ့တတူရွယ်တို့စိုးမိုးကြီးတို့လည်းတက်ရောက်ခဲ့ပါတယ်။စိုးမိုးကြီးတို့ကဒီခေတ်ဒီဇိုင်းတွေနဲ့ပွဲတက်လာခဲ့ပြီးမြေအယိုးရှင်ဆုံးစိုးမြတ်သူစားကအလှဆုံးဖြစ်နေတယ်လို့ချီးကျူးခံနေရတာဖြစ်ပါတယ်။စိုးပြေသဇင်ထထောင်ချက်တည်းရရှိတယ်လို့ပြောဆိုခံရသလို တပွဲလုံးအလှဆုံးအမျိုးသမီးအဖြစ်သတ်မှတ်ခံနေရတာဖြစ်ပါတယ်။ဆိုမြတူစားကအခုနောက်ပိုင်းမှာဟာတာယုတ်ရှင်တွေသာစတိုက်ရိုက်နေတာမို့ပေါ်ကားတွေရိုက်ကပေါ်နေတယ်လို့တချို့ကမြင်နေကြတာဖြစ်ပါတယ်။ဆိုမြတူစားရဲ့ပုံစံအစင်မှန်ဖြစ်တဲ့အခုလက်ရှိပုံကိုပြန်မြင်ရချိန်မှာအရင်ဆိုမြတူစားကိုမြင်လိုက်ရတယ်လို့ဖြစ်သွားကြတာပါ။မင်းသမီးစားလို့တဲ့အချိန်ကနေအမေခန်းတွေရိုက်တဲ့အချိန်ထိဆိုမြတူစားကရှင်မောင်းကိုအလှဆုံးချုပ်ကအရင်ဆုံးနဲ့ဝတ်ပြခဲ့တဲ့မင်းသမီးဖြစ်ပါတယ်။ ရင်ပတ်တွေဖော်နေမှာလာတာမဟုတ်ဘူးဆိုတာကိုပြသခဲ့တာလည်းဖြစ်ပါတယ်။စုံမြတ်သူစာဝယ်ဆင်ခဲ့တဲ့ဝတ်စုံကအတော်လေးကိုရိုးရှင်းတာပါ။လေဘင်းကိုအကုန်လုံးပိတ်ကရိုးရှင်းတဲ့ပုံစံနဲ့တော့အလားဆုံးဖြစ်နေတာမို့ချီကျူစရာဖြစ်နေတာပဲဖြစ်ပါတယ်။ဒါအပြင်သဘင်ဆိုလေသူထုံးနေကြအတိုင်းနောက်မှစုထုံးကပြင်ဆင်ခဲ့တာပါ။လဝယ်ရတနာဆိုလေစိန်ရွှေရတနာတွေမဟုတ်ပဲ fancy ဆွဲကြိုးကအင်ကြီးနဲ့လိုက်အောင်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ လက်စွပ်နဲ့နှက်ကတ်တာအများလေးတွေဝတ်ဆင်ထားခဲ့ပေးမယ်။လာနေလို့ကြိုက်သူများနေတာပါ။သူတို့သမီးကိုအားနာပေးမယ်။ဆိုမြတ်သူစာအလားဆုံးပဲဆိုသူတွေကများနေကြတာပါ။ဆိုမြတ်သူစာကဆိုပြည့်တစင်းနဲ့ဟင်းဝင်ရန်တို့ပွဲမှာလူကြီးတယောက်နေနဲ့ပွဲတက်ပေးခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အယိုးရှင်ဆုံးသာပြင်ဆင်ခဲ့တာပါ။ဒီနေ့ကျင်းပတဲ့ပွဲကပထမဆုံးပွဲဖြစ်ပြီးနောက်မှ၅ပွဲတော့ကျင်းပသေးတယ်။ဇူလိုင်ရက်ပတ်မင်္ဂလာပွဲကိုလာမယ့်၁၇လပိုင်း၁၄ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။ ငါးပွဲကိုရက်ဆက်တိုက်ကျင်းပသွားမှာဖြစ်ပြီးဖိဆာရီလည်းဖိတ်ပြီးသွားပါပြီ။ပထမဆုံးပွဲမှာအဆိုပြေသစင်ကလည်းလက်ထပ်ခွင့်တောင်းတော့ငါလို့တည်ယူမဆိုးတဲ့အတွက်အရန်ကြီးမဝေဖန်ခံရတော့ပါဘူး။နောက်ငါးပွဲမှာလည်းအခမ်းအနားဆုံးကျင်းပမှာဖြစ်တယ်လို့ဆိုမြတ်သူစားတို့ကလည်းပွဲတိုင်းရှိပြီးသွားကြမှာပါ။စည်းစက်တောင်းရံပွဲနဲ့မတူတဲ့ fashion တွေနဲ့စိုးပြည့်ရဲ့ငါးပွဲလုံးကိုတက်ရောက်ဖို့စီစဉ်ထားကြတာလည်းဖြစ်ပါတယ်။စိုးပြည့်သစင်းရဲ့ပွဲမှာစိုးညီမာတွေကိုစုံညီစွာတွေ့ရမှဖြစ်တယ်လို့ သူထံကအပြိုင်လှတာကိုမြင်တွေ့ကြရမှာလည်းဖြစ်ပါတယ်။စုမြတ်သူစားကတပွဲလုံးမှာအယုရှင်ဆုံးနဲ့အလားဆုံးလို့ထင်လားဆိုတာပြောပြပေးခဲ့ကြပါအောင်ရှင်။